မင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေ။ဟုတ်ကဲ့ပါခင်ဗျ29ရက်နေ့ဒါည7:00နာရီမှာရှင်းပြကစားကြမှာဒါ England Premier League ပွဲစဉ်တွေကိုကျွန်တော်ပြချက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ England Premier League ပွဲစဉ်တွေမှာဆိုရင်ဒါအစောဆုံးပွဲစဉ်3ပွဲနဲ့နောက်ကျပွဲ2ပွဲရှိပါတယ်။ဒီပွဲစဉ်အကုန်လုံးကိုကျွန်တော်စိတ်ကြရွေးချယ်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ညီကိုတို့အချက်ရှင်းတူမဲ့သူ like ဆော့လို့ရပါတယ်။ကိုကြိုက်နှစ်သက်ရအတင်းကိုလည်းရွေးချယ်ဆော့ကစားလို့ရတယ်လို့ မကြိုက်နှစ်သက်ညီကိုတွေကတော့မိမိကြိုက်နှစ်သက်ရအတင်းဟောဒါစောကစားလို့ရပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ရဲ့ဒီအကြိုက်တွေဖြစ်တဲ့အကြောင်းမလို့ညီကိုတို့တရားခိုင်တော့အမကံပေးတာမဟုတ်လို့ကျွန်တော်အနေနဲ့ပေါ့နော်ဒါညီကိုတို့နဲ့အကြိုက်ရှင်သူမှအဆင်ပြေမှလိုက်ပြီးစောကစားသိကျင်ပါတယ်ပေါ့နော်ဆိုအင်္ဂလန်ပလေးများလေးပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါအစောဆုံးဒီပွဲစဉ်ပေါ့နော်ပထမဆုံးဒီပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဆိုတော့ဒါ Manchester City နဲ့ Leicester United ပွဲစဉ်ကျွန်တော်အရင်ဆုံးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Manchester City နဲ့ Leicester United ပွဲစဉ်ကိုဒါ တနာပထမဆုံးပြောရမယ်ဆိုရင်တော့မန်ချက်စတာဆွီးလီတို့ဒါနဘောစတိုက်ရှုံတယ်ဥရောပဘွဲစဉ်ရှုံတယ်ဒါအင်္ဂလန်ပြည်မြိုက်လိပ်ဘွဲစဉ်မှာလည်းရှုံတယ်လိယူနိုက်တက်လည်းဒါနဘောစတိုက်ရှုံတယ်နော့တင်ဘတ်ကိုရှုံတယ်အစွန်ပီလာကိုရှုံတယ်အစင်စားရတုမှာဆိုမန်ချက်စတာဆွီးလီတို့ဒါလိယူနိုက်တက်က၁၈တန်းစင်းဆုံးမှာရောက်နေတာဖြစ်တယ်ကစားသမားရောက်ရှင်ရမယ်ဆိုမန်ချက်စတာယူနိုက်တက်ကကင်းစင်နေပြီးတော့လိယူနိုက်တက်ကတော့ကင်းစင်နေရတာဖြစ်ပေမဲ့ရန်ဝါရန်ကပဲရှိရပြတယ်ရနေသလိုဆိုတော့အစင်စားရတုမှုက၃၈ကွာလေဗျတန်းစင်းဆုံးကလိဒါပေမဲ့မန်ချက်စတာစီးတီးကဒါ ူတော့ပွဲစဉ်အပြင်ဒါအင်္ဂလန်ပရီးမီးယားလိဂ်ဒီပွဲစဉ်မှာလည်းတော်တော်လေးကိုဒါပြဿနာတွေကြုံတွေ့ပြီးတော့ဒါချုံမွေးတွေကြုံတွေ့တာလေအဲ့ကြောင့် Manchester City ကဒီနေ့အင်ကွင်းမှာပေါ့နော်ဒါ Leeds United ကိုရှင်ပြန်ကစားမှာထိတိုက်တွေ့ဆုံမှုဒါမှဆိုရင်ဒါ Manchester City ပဲအသာပြေးရတယ်အဲ့ကြောင့်ဗျာ Manchester City ကယနေ့ပေါက်ပေးတဲ့ body ဈေးမှာဆိုလို့ရှိရင်ဒါနှလုံးသွေးပိုင်းဒါပြန်ဆုံးအစားသေးကနေပြီးနှလုံးသေးသေးလောက်ထိပေါက်သွားဖို့တော့အလားအလာရှိမယ်ဒါကနေဦးစေးပေါ့နော်ကိုပေါင်းသေးမှာဆိုသုံးလုံးသေးသေးထိပေးထားပြီးသုံးလုံးသွေးမှာပြန်ဆုံးရှုံးသေးတယ်လက်ဖြစ်နိုင်တယ်ဗျာအဲ့ကြောင့် ဒီမန်ချက်စတာစီးတီးကဒီပေါ်တော့အင်္ဂလန်ပလီးမားလေးရှင်တယ်ဥရောပပွဲစဉ်ရှင်ပြီးလိဂ်ယူနိုက်တက်စတိုက်ရှင်တယ်ဒါပေမဲ့မန်ချက်စတာစီးတီးအင်္ဂလန်လိဂ်ယူနိုက်တက်ကိုဒါလုံးဝဘောနဲ့ရှုံးပွဲမရှိပြင်းတဲ့ကစားသားရှိသလိုဂိုးပြက်ကင်းအနိုင်ရရှိထားတာကိုတွေ့ရတယ်ဒါပေမဲ့ဂိုးပေါင်းသေးပေါ်တော့ဒါသုံးလုံးသေးပေးထားတယ်ဘော်ဒီစီးနှလုံးသွင်းတာပြဆိုပါစေနှလုံးသွင်းစိတ်ပေါက်ပေးထားတဲ့ဈေးတန်းဆိုပြီးစစ်ကြောက်ကိုရွေးချယ်ပြရမှာဆိုရင်ကျွန်တော်ရဲ့အကြိုက်ကပေါ်တော့ဒီနေ့ဒါနိုင်ပွဲပြန်ယူလာပြီးတော့အနိုင်သုံးမကုန်ရယူသွားမယ်ဒါအင်ဝင်းဖြစ်တဲ့မန်ချက်စတာစီးတီးဘော်ဒီကိုပဲကျွန်တော် မိချက်ပေးခြင်းပါတယ်ဒီဝက်စင်လေးကိုဒါဘော်ဒီကြည်တန်းဒီလဲဆော်ရလို့မောင်းနေမှာ dress ဆော်လို့ရပါတယ်ခင်ဗျာနော် Manchester City ဘော်ဒီကိုကျွန်တော်ကြိုက်နေတဲ့ပါတယ်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနောက်ထပ်တပွဲဖြစ်တဲ့ပြကျွန်တော်ရွေးချယ်ပေးမှာတော့ Sunderland နဲ့ဒါဘုံမောက်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဆိုတော့ Sunderland နဲ့ဘုံမောက်နဲ့ပွဲစဉ်မှာဆိုရင် England ဖြစ်တဲ့ Sunderland နဲ့ဒီဘုံမောက်ကတော့ Wolverhampton ဖြစ်တဲ့ဒီဘုံမောက်လေးကတော့ schedule ဆိုရင်ပေါ့နော်ပြားဆုံးဖဆားလေးရနေပြီးတော့ဒါပြားဆုံးအရှုံးလေးလေးဒါပြားဆုံးလေးတွေပဲကြောပေးထားတာကိုတွေးထားတာဗျဘုံမောက်ကပေါ့နော်ဒါ န်ကန်လေးမှာအပြောင်းလဲသွားဖို့ရှိရတာကနေဦးစီပြဒါဂူပေါင်းသိမ်းပါတော့နှလုံးအရှုံးဆိုတော့ပေးထားတယ်အစင်စားရက်တို့မှာဆိုရင်စန်သားလန်က9ဒါပုံပေါက်က10ပြဆိုတော့နောက်ဆုံးကစားကြတဲ့9ပွဲမှာဆိုစန်သားလန်ကနေပြီးတော့ဒါဖူကောင်တပွဲပဲရှုံးနေတာတယ်2ပွဲနိုင်ပြီးတော့2ပွဲသေးချတာတယ်ပုံပေါက်ကနောက်ဆုံးကစားကြတဲ့ပွဲစဉ်9ပွဲသလုံးမှာဆိုတပွဲပဲနိုင်ရရှိပြီး2ပွဲသေးချတယ်2ပွဲရှုံးနေခါလေးပြနောက်ဆုံးဝင်ဟန်းကိုလည်းတည်ကန်ခံထားတွေ့ရတယ်ဒါမှထိတ်တိုက်တွဲဆုံမှုအရာကိုကြည့်ရမယ်ဆိုရင်တော့ဒီစန်သားလန်နဲ့ပုံပေါက်ပွဲစဉ်မှာဆိုရင်တော့ဘောနော်ဒါဝင်ဖြစ်တဲ့ဘုံမောက်ကလည်းသာဆိုစန်သားလန်တဲတယ်ဒါပေမဲ့နှလုံး အထက်ထိကိုတော့မကြော်ခဲ့တာတွေ့ထားတယ်ဗျကျွန်တော်ကတော့စန္ဒာလန်ကတော့တန်တက်လာပြီးပြောအသင်းငယ်လေးဖြစ်ပြီးမှအိမ်ဝင်လည်းတော်တော်ကောင်းတယ်ဗျဘုံမကဝင်းဝင်းထိန်းဆော့ထားတာတွေ့ရတယ်နေ့ body ဈေးမှာဆိုရင်ဒါရာဆုံးနည်းနည်းလေးပဲကြော်ပြထားတယ်ဒီဘုံပေါင်းနဲ့ဒီခိုးပေါင်းဈေးကတော့ပေါ့နော်နှလုံးရှုံးဈေးတိုင်းမှာဆိုရင်ကျွန်တော်ကတော့ဒီနေ့စစ်ကြောက်ကိုရွေးချယ်ပေးရမှာဆိုရင်တော့အိမ်ဝင်ဖြစ်တဲ့ဒီစန္ဒာလန်ဘော်ဒီဝက်ကျွန်တော်ရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်ဒါလည်းဘော်ဒီတည်တံ့ကြီးဆော့ဖို့တည်းကျွန်တော်ရွေးချယ်ပေးထားတာပါ။ပေါင်းလဲမှာလည်းတွေ့ဆုံးရပါတယ်။စန္ဒာလန်နဲ့ဒီပုံမောက်ပွဲစီမှာဆိုရင်ကျွန်တော်စန္ဒာလန်ဘော်ဒီကိုကျွန်တော်ကြိုင်းနေတတ်ပါလေခင်ဗျာ နောက်ထပ်တပွဲဖြစ်တယ်ပေါ့နော်ဒါ Blackford နဲ့ဒီ Burnley ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် Blackford တော့ England Premier League 73 Burnley ကတော့16တန်းစင်းဆုံးနဲ့မှာရောက်နေတာလည်းဖြစ်နေတာဆိုတော့တန်းစင်းဆုံးနဲ့မှာရောက်နေတဲ့ Burnley 16နဲ့ပေါ့နော်ဒါ Blackford 73တို့ကယနေ့ဒီ body view မှာဆိုလို့ရှိရင် England ဖြစ်တဲ့ Blackford နဲ့ Burnley ကိုတလုံးပြီးသုံးသပိုင်းပြဆုံးဆုံးကြီးကြိုးထားတယ်ကိုပေါင်းသေးနှလုံးအရှုံးသုံးလုံးတိုးဝက်စားသည်ပြီးထားတယ်ဗျထိတ်တိုက်တွေ့ဆုံမှုအရာမှာကြည့်ရမယ်ဆိုရင်တော့ England ဖြစ်တဲ့ Blackford သားတယ် ဒါဘလဘော့တာလာအင်ဝင်းတာဒီမှာဒီဘက်နှစ်နောက်ပိုင်းမှာဒီရှင်းစနေပြန်ကြလာတယ်ဒါလွန်ခဲ့လွဲ့နှစ်တရာအဆင်ပြေဆုံးမှာဒိုင်းယာပြဿနာတွေလည်းကြုံတွေ့ပြီးဒီဘက်နှစ်မှာတော့နည်းနည်းကင်းစင်လာတယ်။ဘန်လီကလည်းတန်းစင်းစုံကလည်းရုန်းကန်လာပြီးတော့အင်္ဂလန်ပလီးမားလိမှာတော့ချက်ချာတော့တောင်းခံနိုင်မှာတော့မဟုတ်ဗျ။လုံးကြီးပေးသားရေကိုပေါင်းသေးပေါ့နော်ဒါသုံးလုံးတုတ်ဝက်စားသေးနှလုံးရှုံးသေးဖောက်ပစ်ထားသေးတိုင်းမှာဆိုကျွန်တော်ကတော့ဒါဘန်လီအတွင်းမှာကိုပြန်သွင်းနိုင်ပြီးတော့ကိုပေါ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘလဘော့တစ်ပတ်လည်းကိုသွင်းမယ်ဆိုရင် 132C ဒါတလောက်နဲ့ဖြစ်သွားနိုင်ပြီးဝန်းဝန်းနဲ့ဖြစ်သွားလိမ့်မယ်ပေါ့နော်။အဲ့လိုပဲခံမှန်းမိပါတယ်။ ဆက်ကြွေရွေးချယ်ပေးရမှာဆိုရင်တော့ Blackphone NFT ဘန်လေးပေါ်စင်မှာကျွန်တော်ကတော့တချောင်းလေးပေါ့နော်ကူပေါင်းအောက်ကိုပဲရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါ Blackphone NFT ဘန်လေးပေါ်စင်မှာဆိုကျွန်တော်ကူပေါင်းအောက်ကိုပဲစနစ်သက်ပါတယ်ခင်ဗျာနော်နောက်ထပ်တပွဲဖြစ်တဲ့ပါနောက်ကြပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်ဒါ Everton နဲ့ Newcastle ပေါ်စင်ကျွန်တော်ရွေးချယ်ပေးတော့ပါအင်္ဂလန်ပရီးမီးယားနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆို Everton အနိုင်ရရှိတဲ့ Manchester United ကိုအဝေးကမှ၁၁ယောက်၁၁ယောက်နဲ့ကမ်းမင်းအနိုင်ရရှိသွားတယ်ယူကာဆဲနောက်ဆုံးကစားခဲ့တဲ့ဒီကူရောပွဲစဉ်တွေ ပွဲဆုံးမှာပေါ့နော်ဒါသုံးပွဲရှုံးနေတဲ့ပွဲနိုင်ရတယ်မန်စီးတီးကိုနိုင်ရပြီးမာဆီကိုထက်ချုံနေတယ်။ဥရောပပွဲစဉ်နိုင်ပြီးတော့ဒီအင်္ဂလန်ပရီးမီယားလိဒီလိပ်ပွဲစဉ်မှာဆိုရှေ့ဆန်းကျနေတွေ့ရတယ်။အေဗာဒန်ဒါတိုက်စစ်ကစားသမားရဲ့ကိုဗစ်19နိုင်ငံရမာရမာဆိုတိုက်တင်တက်တာတွေ့ရတယ်။ဒါပေမဲ့အေဗာဒန်ကတော့ဒီနှစ်ပိုင်းမှာပြန်ကောင်းလာတော့ပုံမှန်လောက်ပဲဗျ။နျူကာဆယ်ကလည်းလိပ်ပွဲစဉ်မှာဆိုရုန်းကန်နေရဖြစ်တယ်ပုံမှန်လောက်ပဲရှိတယ်။ထိပ်တိုက်တွေ့ဆုံမှုအရကိုကြည့်ရမယ်ဆိုတော့ဒီ Everton နဲ့ Newcastle ပွဲစဉ်မှာဒါကိုကတော့ဒါသူတွင်းကိုတွင်းဖြစ်တဲ့ဒီမှာ၃လုံးအထက်ကိုတော့မကျော်တာတွေ့တာဗျ။ ယနေ့ဖောက်ဝေးတဲ့ဘော်ဒီဇင်းမှာဆိုရင်အဗာဒန်နဲ့ဒီနျူကာဆယ်ဘက်မှာအဝေးကပြတဲ့နျူကာဆယ်မှာရှိသူတွေပြားဆုံးရှောင်းနေရှိသူတွေတည်စည်းတိဖောက်ပေးထားတာကနေဦးစီပေါ့နော်ကိုပေါင်းစီမှာနှလုံးရှုံးသိပေးထားတာတော်တော်လေးစဉ်းစားကြဗျာဘော်ဂီနေကတော့ဒါနျူကာဆယ်ဘက်ကိုမျှခေါ်တယ်လို့ကိုပေါင်းစီလေးမျှခေါ်ထားလို့ကျွန်တော်ခံမမိတယ်ဗျာအဲ့တော့ဒီအဗာဒန်နဲ့ဒီနျူကာဆယ်ဘက်ဘွဲစီမှာကျွန်တော်ကတော့ဒါဖို့ခံမရလားဝမ်ဝမ်ဒါတသိန်းကပဲကတ်နိုင်သွားခဲ့တော့မှအေဗာတန်ကိုပဲကျွန်တော်တိုက်နစ်တပါတယ်စစ်ကြဝေရွှေ့ရှေ့ပြရမယ်ဆိုရင်အင်ဂျင်ဖြစ်တဲ့ပေါ်တော့ဒါ အဗာတန်လေးနဲ့ပဲလိုက်ပြီးတော့အရေးဆုံးကစားသိကြပါရစေခင်ဗျာနော်အဗာတန်ဘော်လေးလေးကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တပွဲဖြစ်တဲ့နောက်ထပ်ညနေပွဲပေါ်တော့ဒါစပါးနဲ့ဒီဖူလန်ဘော်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်စပါးနဲ့ဖူလန်ဘော်မှာဆိုစပါးကတော့ဥရောပပွဲစဉ်မှာပေါ်တော့ဒါရှုံးနေထားတယ်အင်္ဂလန်ပရီးမားလိမှာဆိုလည်းရှုံးနေနေတပွဲတည်ကြတယ်ဒါဥရောပပွဲစဉ်နိုင်နေနောက်ထပ်ရှုံးနေတယ်ငါးပွဲမှာသုံးပွဲရှုံးပြီးတပွဲတည်ကြပြီးတော့ဒါတပွဲပဲနိုင်ရရှိတာပေါ့နော်ဒါပြန်ပွဲစုံတစ်လျှောက်ဖူကနောက်ဆုံးကစားတဲ့ပွဲစဉ်မှာစန္ဒာလန်ကိုနိုင်ရရှိတယ်ဟူကိုနိုင်ရရှိပြီးတော့ဂျာဒီ ပြန်ခါပလောင်ကမှလည်းအနိုင်ရရှိပြီးတော့အင်္ဂလန်ပြည်များလေးဒါလက်ဝဲစင်နှစ်ပွဲစတိုက်ချုံနေဆိုတော့ဒီနှစ်သင်းပေါင်းထိတဲ့တွေ့ဆုံရမှုကြည့်ရမယ်ဆိုရှင်တော့ဒီပေါ့နော်ဒီဖူရန်နဲ့ဒီစပါတို့ထိတဲ့ဆိုမှာအင်ဂိုဖစ်တဲ့စပါကတော့အသာစီးရတယ်ဆိုမှာဘီကနှစ်တွေပြန်ဒီဘက်နှစ်တိုင်းပါပါတော့တိုက်စစ်ပိုင်းအောင်ကိုသိမ်းဖို့ဒါရုံကန်ရပါဒါပေမဲ့စမားသွင်းတော့ခမန်းလို့မရဘူးမထင်မသင်လို့ဂိုးတွေသူနဲ့ဂိုးတွေပေးရတယ်ဖူရန်သင်းကပိတ်ဆော့တဲ့ဘီဂိုးတွေပြန်မေးတက်တဲ့အချင်းရှိရဆိုပေမဲ့ကျွန်တော်ကဒီနေ့ပေါ့နော်ဒါစပါသင်းကနေပြီးတော့ဖူရန်ကိုရှစ်တူဆိုရင် အဆုံးသေးကနေပဲရှေ့တွင်တော့ပြားဆုံးရှုံးသေးရောက်ပြီးဖြစ်သွားနေတယ်ဒါကနေဦးစစ်ပေါ့နော်ကိုပေါင်းသေးမှဆိုနှလုံးရှုံးသေးပြီးပေးထားတယ်အဲ့ကြောကျွန်တော်ကတော့ခမန်းရလက်ကိုခမန်းရလက်မှာဆိုလို့ရှိရင်ဒါနှစ်သင်းလုံးကိုကြည့်ရမယ်ဆိုရင်တော့ဒါနှစ်တက်လည်းဖြစ်သွားနိုင်တယ်လို့တက်တက်လည်းဖြစ်နိုင်တယ်ဗျအဲဖူလန်ကတော့ short တွက်လို့တော့မရဘူးတန်းစင်စုံကရုံကအရှိန်နဲ့တည်ဆိုရင်တမက်လောက်မြောမှာစပါတိုက်စစ်ပန်းကတော့တိတ်ပြီးတော့အားမကျဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့ရွေးချယ်ပေးရမယ်ဆိုတော့စပါနဲ့ဒီဖူလန်ပွဲစမှာဆိုရင်လည်းနောက်ထပ်ဒါကိုပေါင်းအောက်တစ်ချောင်းလည်းပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ပါစနေနေ့မှာချင်းမြန်ကစားကြမယ်ဒါအင်္ဂလန်ပရီးမီးယားလိရဲ့ပွဲစဉ်နေတဲ့မှာဆိုရင်ကျွန်တော်အကြိုက်ပါเนาะဒါမန်ချက်စတာစီးတီးနဲ့လိပွဲစဉ်မှာဆိုကျွန်တော်မန်ချက်စတာစီးတီးဘော်ဒီပေးထားတာဖြစ်ပါတယ်ဆတာလန်နဲ့ဘုံမောင်းလိပွဲစဉ်မှာဆိုကျွန်တော်ကတော့ဒါအင်္ဂလိပ်ပြတဲ့ဆန်တာလန်ဘော်ဒီအပြင်လက်ဖော့နဲ့ဒီဒီဘန်လေးတို့ပွဲစဉ်မှာဆိုကျွန်တော်ကိုယ့်ဘက်ကိုရွေးရှယ်ပေးထားတာပါအဗာနဲ့နီယူရိုပွဲစဉ်မှာဆိုကျွန်တော်ကဒါအဗာနဲ့ဘော်ဒီပေးထားပြီးတော့စပါးနဲ့ပေါ့เนาะဒါဖူလန်တို့ပွဲစဉ်မှာဆိုကိုယ့်ဘက်ကိုရွေးရှယ်ပေးထားပါကျွန်တော်စိတ်ကြကိုလိုက်ပြီးတော့ဘော်ဒီဆော့ကစားပေးကျွန်တော်မန်စီးတီးဘော်ဒီဒါဆန်တာလန်ဘော်ဒီနဲ့ဒါ ဘန်လေးကူပါပေါ့နော်ဒါလေးပေါ့ဒီတာဆော့နေညီမလေးကျွန်တော်၅ဘောရတော့မောင်းဆော့လို့ရပါတယ်လူပဲဖြစ်ပါညီကိုတို့မိမိချက်နှစ်တက်ရအောင်မိရှွေတက်ဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီကိုတွေကျေးဇူးအများကြီးတင်ပါတယ်ကံကောင်းကြပါစေခင်ဗျာ